မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးရဲ့နောက်ဆက်တွဲငလင်မဟုတ်ပဲဧပြီလကနေဇွန်လ3ရက်နေ့အထိငလင်16ကြိမ်လှုပ်ခတ်ခဲ့ပြီး AR Stars ကတက်ကနေ9တက်သမ1အဆင့်အထိရှိခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဧပြီလ2ရက်နေ့ကဖျာပုံမြို့ရဲ့တောင်အရှိတောင်ဘက်53မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အား4တက်သမ9ဧပြီလ4ရက်နေ့မှာပြင်စလူမြို့ရဲ့တောင်အနောက်တောင်ဘက် 84မိုင်ခန့်ကိုဗဟိုပြုပြီးအင်အား၄.၅ဧပြီလ23ရက်နေ့မှာမောင်းမယ်မြို့ရဲ့အရှိတောင်ဘက်36မိုင်ခန့်အကွာမှာ3.9အဆင့်ရှိတဲ့ငလင်တွေလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်ဧပြီ14ရက်နေ့မှာတောင်တွင်းကြီးမြို့ရဲ့တောင်အရှိတောင်ဘက်17မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အား၅.၃ညာဧပြီ14ရက်နေ့မှာပဲမင်းကင်းမြို့ရဲ့အရှိမြောက်ဘက် 28မိုင်ခန့်အကွာမှာအင်အား3.5ဧပြီ18ရက်နေ့မှာတော့တိုက်ကြီးမြို့ရဲ့အရှိတောင်ဘက်9မိုင်ခန့်အကွာမှာအင်အား3.1အစင်းရှိတဲ့ငလင်တို့လှုပ်ခတ်ခဲ့တယ်လို့မိုးစလရဲ့ထုတ်ပြန်မှုအရသိရပါဗျ။ဧပြီ22ရက်နေ့မှာတော့ဟိုပုံးမြို့ရဲ့အရှိမြောက်ဖက်12မိုင်ခန့်အကွာမှာအင်အား3.9မေလ6ရက်နေ့မှာလှေကူးမြို့ရဲ့တောင်အနောက်တောင်ဘက်10မိုင်ခန့်အကွာမှာအင်အား3.4မေလ9ရက်မှာဟ ோம் မလင်းမြို့ရဲ့အရှိဘက်25မိုင်ခန့်အကွာမှာအင်အား3.8 မေလ16ရက်နေ့မှာမြကျင်းနားမြင်ကလင်းစခန်းကနေအရှိတောင်ဘက်50တမိုင်ခန့်မြန်မာချိုင်းနာဘော်ဒါရီဂျန်မှာအင်အား၄.၈မေလ19ရက်နေ့မှာကြောက်ဖြူမြို့ရဲ့တောင်ဘက်29မိုင်ခန့်မှာမြန်မာပင်လယ်ပြင်ကိုဗဟိုပြုပြီးအင်အား၅.၁အဆင့်ရှိတဲ့ငလင်းတွေလှုပ်ခတ်ခဲ့တာပါဒါ့ပြင်မေလ28ရက်နေ့မှာညောင်မြို့ရဲ့အရှိအရှိမြောက်ဖက်၄မိုင်ခန့်အကွာမှာအင်အား၃.၈မေလ28ရက်နေ့မှာမိုင်းပန်မြို့ရဲ့မြောက်အရှိမြောက်ဖက်20မိုင်ခန့်အကွာမှာအင်အား၃.၈ မေလ29ရက်နေ့မှာမော်လိုင်းမြို့ရဲ့အရှိတောင်ဘက်မိုင်30ခန့်အကွာမှာအင်အား၄၃မေလ30ရက်မှာတောင်ကြီးမြို့ရဲ့အနောက်မြောက်ဘက်3မိုင်ခန့်အကွာမှာအင်အား၄၃နဲ့ဇွန်လ3ရက်နေ့မှာတော့ကျိုင်းတုံမြို့ရဲ့အရှိအရှိတောင်ဘက်9မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အား၄၃အဆင့်ရှိတဲ့ငလင်တို့လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။အခုငလင်16ကျိန်းဟာမလ28ရက်နေ့အင်အားပြင်းငလင်ရဲ့နောက်ဆက်တွဲငလင်တွေမဟုတ်ဘဲလှုပ်ခတ်ခဲ့တဲ့ငလင်တွေဖြစ်ပါတယ်။ မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းလှုပ်ခတ်ပြီးမှာတော့ဇွန်9ရက်နေ့အထိနောက်ဆက်တွဲငလင်း189ကြိမ်လှုပ်ခတ်ခဲ့ပြီးဇွန်လ9ရက်နေ့ကလေဝဲမြို့ရဲ့အနောက်တောင်ဘက်12မိုင်ခန့်အကွာမှာလှုပ်ခတ်ခဲ့တဲ့ငလင်းဟာအင်အား၄ .3 ညရှိခဲ့တာဖြစ်ပါတယ်။